ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ခမျိုးဘလော့ပါမနေ့ကကျွန်တော်ဟိုပုံးမှာခု trend ဖြစ်နေတဲ့ lemon chain ကိုရောက်ခဲ့ပါသေးတယ်မနေ့က sunday ပါကျွန်တော်သွားခဲ့မှာဆိုင်ကဟိုချာပိတ်ထားတာပေါ့နော်ခုလောလောဆယ်ဒီတပတ်တွင်းပိတ်ထားမယ်လို့သိရတယ်ဘာလို့လဲဆိုတော့အာကျွန်တော်မနေ့ကသွားတဲ့လူအများကြီးပဲတင်ထားတာဟိုပိတ်တယ်ဆိုတဲ့အကြောင်းပေါ့နော်အာဟိုအချက်မဲ့ lemon chain ကလုံးဝအရန်တာရတယ်ကော lemon tea တွေပြစ်ခဲနေတာပဲလောလောဆယ်တော့ပန်ရှင်ကအာဒီအာ ယာယီခဏပိတ်ထားတာပါသူတို့ကျွန်တော် comment တစ်ခုမှဖတ်ရတယ်သူတို့က loss ရယာယီတစ်ပတ်လောက်ပိတ်ထားပါဦးမယ်နည်းနည်းချိန်ကြအောင်မယ်ပေါ့နော်အားကြောင့်နောက်တစ်ပတ်လောက်မှသွားပါပေါ့နော်အဲဆန်ရှင်ကဟိုဟိုဗာလဲ comment တစ်ခုမှသွားတွေ့ရတယ်ပေါ့နော်ခု loss ကျတို့ကြမ်းမရေးကြောင်လားဟိုဟိုအရေးကြောင်ပေါ့နော်အာသူတို့က ညဖွင့်အားနဲ့အကြောင်းသူတို့လာပြီးပြောပြတာတွေ့ရပါတယ်တကယ်လို့များအဲဟိုပုံးဟိုသွားမယ်ဆိုဒီတော်တွင်မသွားပါသင်းနေအောင်အဒီလိမ္မော်ချန်လောလောဆယ်ရာကြီးခဏပိတ်ထားတဲ့အကြောင်းအကျွန်တော်ပြရတယ်တော့ကျွန်တော်ကျွန်တော်လို့ဖြစ်နေမှာမလို့မနေ့ကကျွန်တော်သွားပြီးတော့ vlog သွားရိုက်မဲ့ဟာကိုအာပိတ်တာနဲ့သွားတိုးပြီးတော့မှတကူတကသွားနိုင်အဝေးဆိုရင်အာဘယ်လိုပြောမလဲအချိန်ကုန်သွားမှကြာလို့ပေါ့နော်တကယ်လို့ပြန်ဖွင့်ခဲ့ရင်ကျွန်တော်အာတစ်ခါပြန်ပြောပြပါမယ်ကျွန်တော်လည်းအဲ့ vlog သွားရိုက်ပါဦးမယ် Bye-bye.